စီးပွားရေးမတောင့်တင်းတဲ့နိုင်ငံကနေလာပြိုင်လို့ top 22 list ကိုတောင်မွေးမဲ့အင်ပြန်ခင်ရတဲ့ JK Miss Grand International 2025ပွဲကတော့ပြည်သက်တွေထင်ထားတဲ့အတိုင်းမဖြစ်ခဲ့ပါဘူးရှင်ပြည်သက်တွေက JK ကို top 22ထဲကိုတော့အ ਨੇ စုံဝင်မဲ့လို့ထင်မိပေမဲ့ JK က top 22ထဲကိုတောင်မရောက်လိုက်ပါဘူးပွဲစဉ်တစ်လျှောက်မှာအကောင်းဆုံးကြိုးစားခဲ့ပေမဲ့စုကြည့်ကြီးမမတစ်ခုမှမရောက်လိုက်ပါဘူးလွန်ခဲ့တဲ့နှစ်တွေမှာတော့နေနေလေးအင်က first runner up စုကြည့်နဲ့သက်စုကြီးက second runner up စုကိုရရှိသွားခဲ့တာကြောင့် JK ကိုတော့ဒီထက်ပိုမြင့်မားတဲ့စုကြည့်ကိုရရှိနေကြပါတယ် ဂျေကေကတော့ဝနာစုကိုသူ့အတွက်ပဲဖျက်ရမယ်လို့ပြောခဲ့ပေမဲ့တဲဆုညီနဲ့နင်းနေလေးရဲ့စံချိန်ကိုမချိုးနိုင်ခဲ့ပါဘူး။ တဲဆုညင်ရင်ပြိသက်တွေကတော့ဂျီဂေကိုစုမရနိုင်ဘူးလို့အစကတည်းကခံမှန်းထားကြပါတယ်။အဆက်ဆက်အရာပြည့်စုံနေတဲ့တဲဆုညင်တောင် second runner up နဲ့ကြီးနှက်လိုက်ရလို့ဗိုလ်တီမြမြမရတဲ့ဂျီဂေကိုအထင်သေးခဲ့ကြပါတယ်။ Miss Grand International 2025တရဖူးကိုစစ်ကူးသွားသူကတော့အားလုံးမထင်မှတ်ထားတဲ့ Philippines အလှမယ်ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်မှာလည်းဝန်ထမ်းအလှမယ်က Philippines အလှမယ်ပဲဖြစ်ခဲ့ပါတယ်။နှစ်နှစ်စတိုင် Philippines ကစုမပေးလောက်ဘူးလို့ထင်ခဲ့ကြပေမဲ့ network ကတော့ခံမရခက်တက်လို့ဖြစ်တာကြောင့်မထင်ထားတဲ့သူကိုလည်းဝန်ထမ်းစုကိုပေးလိုက်ပါတယ်။အရေးချင်းရှိတဲ့ဂျီဂေကတော့ ီနေ့မှာပါစုမမများခဲ့ပြီးမဲ့လည်းအကောင်းဆုံးကြိုးစားနိုင်ခဲ့ပါတယ်။နိုင်ပေါင်း2000ကျင်းကုန်ခံပြီးတော့6လောက်ထားတဲ့မဟာဒီဝီဝတ်စုံနဲ့လည်း National ကွန်ကျန်းစုကိုမရလိုက်ပါဘူး။လွန်ခဲ့တဲ့နှစ်တွေမှာမြန်မာနိုင်ငံကအင်အားပြနိုင်ခဲ့တဲ့ Country Power of the Year စုလည်းမရခဲ့ပါဘူး။ငွေကုန်ခံပြီးတော့ဒေါ်လာနဲ့ပုံရတဲ့ Miss Popular Vote စုကိုလည်းလွတ်လွတ်လပ်ရပြီးနောက်ဆုံးမှာတော့စုတစ်ခုခုရမယ်လို့ထင်နေကြတာပါရှင်။ JK ကပြိုင်ပွဲတဝက်ရောက်လာမှအားပေးကြသူတွေရှိကြပေမဲ့လည်းလွန်ခဲ့တဲ့နှစ်ကပြည်သက်တွေကိုတော့မရလိုက်ပါဘူး။ Miss Grand International ရဲ့ Founder ဖြစ်တဲ့ Mr. Nawak ကစီးပွားရေးသမ အဖြစ်လို့သူ့အတွက်အကျိုးမြတ်ရှိမဲ့သူကိုပဲရွေးချယ်ပြီးတော့ဝန်ထမ်းပေးခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်မှာမြန်မာနဲ့ပြဿနာတွေတက်ခဲ့တာကြောင့်ဒီနှစ်မှာတော့မြန်မာနိုင်ငံကို top 10စီးရင်းနေကိုတောင်မထည့်ခဲ့ပါဘူး။ဒီနှစ်ရဲ့ Miss Grand Line Single နဲ့လွန်ခဲ့တဲ့နှစ်တွေကထက်ဈေးကြီးပေးပြီးတော့ဝယ်ထမ်းရပြီးမြေ network ကတမင်အဆက်ခွဲသွားခဲ့ပါတယ်။ network ကသူ့လိုဂျင်းတဲ့ပုံတင်အရေးအတွက်ကိုလည်းမရလို့မကျေနပ်နိုင်မဲမြန်မာအလှမင်ကိုတကူတကခေါ်ပြီးတော့အဆက်ခွဲသလိုဖြစ်နေခဲ့ပါတယ်။မြန်မာနိုင်ငံကလက်ရှိအခြေအနေတွေအရမငြိမ်မသက်ဖြစ်နေသေးတာကြောင့်သူ့အတွက်စီးပွားရေးလုပ်လို့လည်းကောင်းတဲ့အနေအထားမှမဟုတ်ပါဘူး။ဒါကြောင့်အင်အားကြီးပြီးတော့ ူဦးရေမြားပြတဲ့ဖေဖော်ဝါရီအလှမေကိုပဲရွေးချယ်ပြီးတော့ဝန်းနာပေးလိုက်ပါတယ် မြန်မာလူမျိုးတွေကစီးပွားရေးမကောင်းတဲ့ဂျာတွေကနေငွေကုန်ခံပြီးတော့ပုတ်ပေးပေးမိမယ်လေ။ထိုက်တဲ့စုကိုမပေးလို့လောက်ပွဲဆိုပြီးတော့ဝေဖန်နေကြပါတယ်။မြန်မာပြည်သက်တွေကတော့အတက်တရအပိထားပြီးမဲ့လဲထင်သလိုဖြစ်မလာခဲ့ပါဘူး။ GK ရဲ့အရေးချင်းတဲ့ top 10လောက်ထည့်ပေးသင့်ပေမယ်။လွန်ခဲ့တဲ့နှစ်မှာရောဒီနှစ်မှာရောမြန်မာတွေကိုနှိမ်ချသွားခဲ့လို့ဒီအလှမဲ့ပွဲကိုဘယ်တော့မှအမပေးတော့ဘူးလို့လည်းဆုံးဖြတ်နေကြပါတယ်။ GK ကိုမျှော်လင့်ချက်တွေပေးပြီးတော့ဗုဒ္ဓတောင်းခဲ့ပေးမယ်။နောက်ဆုံးမှာတော့နဝကသူစိတ်ကြအတိုင်းစီးပွားရေးလုံးလုံးရမယ်သူကိုပဲညံကောင်းကောင်းနဲ့ရွေးချယ်သွားခဲ့ပါတယ်။ GK ကကြိုးစား ေမဲ့လည်းနိုင်ငံရဲ့အခြေအနေတွေနဲ့လွန်ခဲ့တဲ့နှစ်ကပြဿနာတွေကြောင့်မျက်နှာငယ်သွားခဲ့ရပါတယ်။နောက်လည်းဒီပွဲကိုဘယ်တော့မှအားပေးတော့မှာမဟုတ်ဘူး။ထပ်ပြီးတော့သွားမပြိုင်စေချင်တော့ဘူးဆိုပြီးတော့လည်းပြည်သက်တွေကပြောနေကြပါတယ်နော်။နဝရဲ့တရုတ်မှန်ကိုသိတဲ့သူတွေကတည်သွားကြပြီဖြစ်ပေမဲ့အလောင်းမေကိုချစ်တဲ့စိတ်နဲ့ပဲအားပေးခဲ့ကြတာပါရှင်။အခုဆိုရင်တော့ Miss Gun International ကို Cookie Show ဆိုပြီးတော့လည်းခေါ်နေကြပါတယ်။မြန်မာပြည်သက်တွေကတော့တဲစုကြီးနဲ့ JK အတွက်ခံမြန်းလွန်းလို့ဒေါသတွေထွက်နေကြပြီးတော့ Miss Gun International ကိုဘယ်တော့မှအားမပေးကြဖို့အတွက်ဆုံးဖြတ်လိုက်ကြပါပြီ။ Miss Gun International Foundation ကသူ့အတွက်ငွေတွေမြန်မြန်ပေးနိုင်တဲ့သူကိုယ်တော်ရွေးချယ်လေးရှိတာကြောင့်ဒီနှစ်မှာအနောက်နိုင်ငံကြီးတွေကတော့လာမပြိုင်ကြတော့ပါဘူးရှင်။ဝနစုကိုမှန်းချပြီးမဲ့မရလိုက်ပဲအကောင်းဆုံးစူးစမ်းခဲ့တဲ့ကြီးကြီးအတွက်အပစ်ကားလေးတွေကိုကွန်မန့်မှာပြောခဲ့ပါဦး။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။